။ဩစတြေးလျနိုင်ငံကတော့အသက်16နှစ်ယောက်ကလေးတွေကိုပထမဆုံးဒီဆိုရှယ်မီဒီယာသုံးဝင်တွေပိတ်ပင်လိုက်တဲ့နိုင်ငံအဖြစ်သမိုင်းတွင်သွားပါပြီ။2025ခုနှစ်ဒီဇင်ဘာလ10ရက်ဒီနေ့ကစလို့ဒီဥပဒေကအစပြီးအသက်ဝင်မှာဖြစ်ပြီးတော့ TikTok, Instagram, Facebook, Snapchat, Reddit, YouTube နဲ့ Twitter H လိုမျိုးစတဲ့နာမည်ကြီး app တွေအကုန်လုံးပါဝင်ပါတယ်။ဥပဒေအရဒီ platform တွေက16နှစ်အောက်တွေအားလုံးကို အကောင့်ဖွင့်ခွင့် ိတ်ထားရပါမယ်။ရှိပီးသားအကောင့်တွေကိုလည်းဖြတ်သိမ်းတာဒါမှမဟုတ်ရက်ဆိုင်တာတွေကိုလုဆောင်ရပါမယ်။ဒီလို platform တစ်ခုခုကမလုဆောင်နိုင်ရင်ဒီ Australia dollar 49.5တန်းဒါမှမဟုတ် American dollar 33တန်းနီးပါးဒီဒဏ်ကြီးပြီးဆောင်ရပါမယ်။ဒါပေမဲ့ကျွန်တော်တို့ဒီအရာအလုံးကတော့ပြီးပြည့်စုံချုံးမွေးနေတာမဟုတ်ပါဘူး။ company တွေကမျက်နှာကိုပြပြီးတော့အသက်စစ်တာဒီ မှတ်ပုံတွေကိုဒီ social media အကောင့်ဖွင့်တဲ့ချိန်မှာတင်ခိုင်းတာဒါမျိုးတွေလုံနေပေမဲ့16နှစ်အောင်အကောင့်တိုင်းကိုတော့ချက်ချင်းတားဆီးနိုင်မှာမဟုတ်ဘူးလို့ဒီ Australia ရဲ့အဆိုအရကဝန်ခံထားပါတယ်။ဘာလို့အောင်ဒီလိုလုပ်ဆိုလဲဆိုရင်တရားဝင်အကြောင်းပြချက်အနေနဲ့ကတော့ကလေးတွေကို online အနေနဲ့ကနေပြီးကောက်ွယ်ဖို့လို့ဆိုပါတယ်။ Cyber bullying, cyber အနိုင်ကျင့်ခံရတာတွေမတမာသူတွေရဲ့ယံဒီ social media တွေရဲ့ algorithm PR တွေနဲ့စိတ်ကြမ်းမာရေးပြဿနာတွေမျိုးတွေကိုကောက်ွယ်နိုင်ဖို့လို့ဆိုပါတယ်။ ဖုံးတုံးမှုဆွဲလန်းတာကိုလည်းလျှော့ချပေးနိုင်မယ်လို့ဒီထောက်ခံသူတွေကတော့အဆိုပါတယ်။တချို့စကြတတွေနဲ့မိဘတွေကတော့ဒါကိုကြိုဆိုကြပါတယ်။ငါတို့အားလုံးဖုံးစခရင်ပေါ်မှာအချိန်ကုန်လွန်နေတယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့တချို့အထူးသဖြင့်ဒီစကြတငယ်ပိုင်းတွေကတော့ဝမ်းနေပြီးဒေါသအလွန်ထွက်နေတယ်လို့ဆိုပါတယ်။သူတို့ရဲ့လူမှုဆက်ဆံရေးနယ်ပယ်ကဒီဟာပေါ်မှာတိစောက်ထားတာဖြစ်လို့ဒီသူတို့ရဲ့လူမှုဆက်ဆံရေးနယ်ပယ်တစ်ခုလုံးကတညာရင်းနဲ့ပျောက်ကွယ်သွားသလိုခံစားနေရတယ်လို့လည်းဆိုကြပါတယ်။ တို့တက်ကတော့ဆိုရှယ်မီဒီယာဆိုတာတငယ်ချင်းတွေနဲ့ဆက်သွဲတာခံစားချက်တွေကိုမျှဝေတာမိတ်ဆွေဖွဲ့တာတွေလုပ်တဲ့နေရာတစ်ခုဖြစ်နေလို့ပါဒီတော့ဒီစေကျော်သက်တွေကဒီစီကန်တိတ်မတင်ချက်သေးတဲ့ဒီဆိုရှယ်မီဒီယာပလက်ဖောင်းအသေးရိစီပြောင်းရွှေ့သွားတာဒါမှမဟုတ်အပြင်မှာလူချင်းပို့ပြီးတွေ့ဆုံလာကြတာမျိုးတွေမြင်ရနိုင်ပါတယ်တစ်ဖက်မှာကြတော့ဒီလိုကန့်တက်လိုက်တာကဒီကျမ်းမာတဲ့အလေးချင်းကိုပို့ပြီးဖြစ်စေသလားဒါမှမဟုတ်နီးပညာနဲ့စိမ့်သွားစေမလားဒါတွေကတော့ဆက်လက်ပြီးစောင့်ကြည့်ရပါအောင်မယ် digital literacy လို့ခေါ်တဲ့ digital နဲ့ပိုင်ဆိုင်ရာကျွမ်းကျင်မှုပေါ့နော်အဲ့ဒါဟာကိုတော့ကြာစင်းစီမလားဆိုတာကတော့ဆက်ပြီးစောင့်ကြည့်ရပါအောင်မယ်အလုံးမဲ့ဒီဖြစ်ရပေါ်ဘယ်လိုမြင်ကြပါသလဲဒီ16နှစ်ယောက်တွေကိုအပေါ် social media အပိတ်ပင်မှုကကောက်ွယ်မှုတစ်ခုလားဒါမှမဟုတ်ဒီအစိုးရတာဝန်ရှိသူတွေကလက်လွန်သွားလား comment မှာဝင်အောင်ဆွေးနွေးသွားလို့ရပါတယ်အလုံးမဲ့အချိန်ပေးပြီးညှောင်းမိခဲ့ကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ